တမ33ရဲ့ view ဟာမှုကြီးမွေးငါဖြစ်သွားတဲ့အကြောင်းကိုကျွန်တော်ဖော်ပြပေးမှာပါ view ဟာမှုကြီးငဲပြီးရောက်သွားတဲ့အချိန်မှာဂျမ်ပစစ်ခွေးတက်ကကောင်းနေခွေးပြေးဝပြေးပြေးသွားတာအားရစရာအလွန်ကောင်းတဲ့ စစ်ကြောင်းမှာပါလာတဲ့အကျန်းဖက်စစ်ခွေးအကောင်90ကျော်ကိုအချက်ထဲမှာအပီဖုတ်လိုက်တဲ့အညာသားကြီးတွေရဲ့လက်စွမ်းသဘောကျနှစ်သက်တယ်ဆိုရင်လက်မလေးတွေထောင်ပေးပါကျွန်တော်ရဲ့မိသားစုတွေအဲ့ဒီအကြောင်းကိုဖော်ပြမှာဖြစ်ပါတယ်နောက်ထပ်လက်မထောင်စရာတွေအများကြီးရှိသေးတယ်ဗျာမုံရနမခကနေပြီးတော့ပရာမော်တာနှစ်စင်းတက်လာတယ်။ဒဇင်းကပြတ်ကျပြီးတော့အပေါ်ကကောင်း မြေကြီးပေါ်ကိုဇောက်တိုးဆင်းဇက်ကျိုးတိတ်သွားတဲ့လေပဲအเจ้าမှာဖော်ပြမှာပါလက်မလေးလေးထပ်ပြီးတော့ပေးပါအောင်နောက်ထပ်လက်မအကြီးကြီးပြေးရမယ်သတင်းရှိပါသေးတယ်စကြောင်းတစ်ချောင်းလုံးပြပေါ်ဝါမကူရေမရှူစမ်းအလံဖြူထောင်လက်နဲ့ခြာသားတဲ့အကျဲ့မဲ့ဖက်စစ်ခွေးတက်စကြောင်းအကြောင်းကိုဖော်ပြပေးမှာပါဒါကြောင့်ကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးထိဝင်ရင်ကြည့်ရှုကျွန်တော်ရဲ့မိသားစုဝင်တအူးချင်းစီတိုင်းကိုဒေသဖိတ်ခေါ်လိုက်ပါတယ် ဓမ္မလေးတွေထောင်ပေးပါလို့ကျွန်တော်ပြောထားတယ်ကျွန်တော်ရဲ့မိသားစုဝင်နေဟုတ်ပြီဘယ်တဲ့ကောင်းစဉ်တွေဘယ်တဲ့ကောင်းကြီးတွေကိုကျွန်တော်မိသားစုတွေအရင်ကြားကြင်လဲလေးပေါ်ကနေပြီးတော့စောက်ထိုးကြမြေကြီးပေါ်ရောက်ဇက်ကျိုးတည်ဆုံးသွားတဲ့လေဘဲဟာရသာရှိလိုက်တာဗျာအပေါ်မှာမกินရလဲအောက်မှာတန်းပြီးတော့กินစားရုံပဲလက်လက်ဆက်ဆက်လေး ်ဟုတ်ပြီနိုဝင်ဘာ12ရက်နေ့ဒီကနေ့နေ့လယ်7:15မိနစ်မှာဂျီမွန်ထန်တိုင်းမှုဘုံမှုချုပ်မျိုးမင်းထွန်ကိုအောင်နေတဲ့ရှိနေတဲ့မော်ရမျိုးအခြေဆိုင်နောက်မှပိုင်းစစ်ဌာနချုပ်နာမခဘောလာမဘာနှစင်းပြန်တက်တယ်ဗဇင်းပြတ်ကြတယ် ကျွန်တော်ဖော်ပြနေကြခြေပုံထမ်းဘူးတယ်ဆိုရင်ကျွန်တော်မိသားစုနေအဲ့ဒီတိုင်မှုကဘသူပါလဲဘလို့အခြေအနေမျိုးနဲ့ကြုံတွေ့ခဲ့ပြီးပြီလဲကျွန်တော်ရဲ့တည်င်ဟုတ်အရင်အစပိုင်းနေမှာကျွန်တော်ပြောဖော်ပြဘူးတယ်ကျွန်တော်မိသားစုနေကျွန်တော်ဒီကောင်လေးကိုဖမ်းမိတယ်အရှင်ဖမ်းမိဒီကောင်လေးကိုကျွန်တော်တို့ကျွန်တော်တို့ကမှလည်းဖတ်တိတ်ရှိတာပဲအာကျွန်တော်ဖတ်တိတ်ဆိုလို့ဗျာကျွန်တော်တို့က group ချင်းတူရတယ်ဝါလေးပါလေးခုတ်ဖွာလေးပါလေးရှင်ပစ္စည်းလေးပါလေးတဲ့အာမဟုတ်ဘူး ောက်ပြီးတော့ဝေးတပုတ်ဝင်လူငယ်ထွေမအားဘူးဗျာဆိုတော့အနန္တတွေမကောင်းဘူးဗျာကျွန်တော်အိမ်သားတွေတန်ရှင်းလုပ်ဖို့အတွက်လူလူတွေဆိုတော့ကျွန်တော်တိုင်းမှုတွေကြီးတွေကိုတီးတန့်ဖတ်တိတ်လှုပ်ခိုင်းတာအဲ့ဒါချီပုံထန်းအိမ်သားတန်ရှင်းလုပ်ကလာစစ်လို့မစင်ကြံနေသေးတယ်ဆိုရင်တော့ရှာနဲ့ပါရက်ကမယ် ဒါကြောင့်ချီးပုံထမ်းဘူးတဲ့တိုင်မှုဆိုရင်တော့ကျွန်တော်တို့တိုင်းရင်းသားတပ်ဖွဲ့ဝင်နေနဲ့ကျွန်တော်တော်လန်တော့တပ်ဖွဲ့ဝင်နေမှာဖန်စီခံဘူးတဲ့သူဖြစ်ပါတယ်ဆိုတော့အချို့နေနေဒီမှာကျွန်တော်တို့ပြန်ပြီးတော့ပေါ့ဗျာဒီလှုပ်ပြလိုက်တဲ့အကြံပစခွေးတက်ကကောင်းနေမင်းအွန်လိုင်းကမင်းတို့မသိမချင်းငါအတွက်ချပေးရမယ်မသိမချင်းမင်းတို့တိုက်ပေးရမယ်ဆိုတော့ရှေ့တန်းပြန်ထွက်အဲ့တော့ရှေ့တန်းမှာရောက်လာတဲ့ မြင့်နိုင်ငံနဲ့ဘာကြောင့်လဲကျွန်တော်တို့ဒေါ်လာတို့တပ်ဖွဲ့ဝင်တွေမြင်တာနဲ့ဟာငါတကောင်းနေပါခဲ့တဲ့ချီးပုံးကိုထမ်းခဲ့ပူတာကိုဗျာဟုတ်ပြီအော်တိုနော်အော်တိုဝင်းအော်တိုလော့စ်ကျွန်တော်တို့လည်းရင်ဆိုင်ထိတိုက်တွေ့ပြီဆိုတာနဲ့သူရဲ့စိတ်မှကိုကအလိုလိုရှုံးနေနေတာဟုတ်ပြီမြောင်းမင်းထွေချီးပုံးထမ်းမှုရဲ့တိုင်းမှုဘုံမှုကြုတ်ကြီး ခိုအောင်နေတဲ့မုံရမြို့ခြေဆိုင်နောက်မြောက်နိုင်စစ်ဌာနချုပ်နမခပါမောရာနှစ်စင်းပြန်တက်တယ်တစင်းကတော့တက်ကြသွားတယ်ပုံမှန်လိုက်ပါလာတဲ့အကျန်းဖတ်စစ်ခွေးတက်ကလေပဲဟာမြေကြီးပေါ်မှာကြာပြုတ်ကြဖုတ်စကြူတေဆုံးလက်မလေးလေးထောင်ပေးပါလို့ပြောရတာဖြစ်တယ်ဟုတ်ပြီတမ33ဘူဟာမူကြီးမွေးငါဖြစ်သွားတယ်လေဗျာ ိတ်တော်မကောင်းဘူးမွေးငါးတွေနေတိုင်းချက်နေရသူရဲ့နောက်ထမ်းမှာဒါကြောင့်တခါမနေ့ကတော့ကျွန်တော်ပြောပါသေးတယ်မွေးငါးရေကြဲကြဲတွေချက်နေပါနဲ့ဗျာမြားသူငါလည်းမရှိစင်းရဲသားတွေလည်းစားတော့လို့ရအောင်ဝင်ငါပြစ်ပြစ်လေးပေါ့ဗျအိုးပဲဦးလေးနဲ့အဲကျွန်တော်တို့ငပြောပင်လေးဗာလေးညာလေးထည့်ပြီးတော့ဗျကောင်းမှုကျွေးပေါ့ဟုတ်ပြီဒီနေ့တော့ကျွန်တော်မဖို့ပြခင်မှာ စောချက်သူကိုယ်ကွယ်တဲ့ဆရာသခင်တင်ထားတဲ့ကြားဖြန့်ခေါင်းဆောင်ကိုထိုင်းနိုင်ငံကနေပြီးတော့တရုတ်ကိုဒီနေ့ပဲလွှဲပြောင်းပေးလိုက်ပါတယ်။ကျွန်တော်ကဒီသတင်းနဲ့ပတ်သက်ပြီးတော့ခြားသောမီဒီယာတွေမှာဖော်ပြခဲ့ပြီးကြားမိသားစုနဲ့ကြားမှာပါ။ဒါကိုပြောချင်တာမဟုတ်ဘူးဗျ။သူထိုင်းနိုင်ငံမှာဖန်ခံနေရတဲ့ချိန်မှာ BGF Das KNA စောချက်သူဥဆောင်ပြီးတော့ ကျမ်းမာပါစေကြောင်းချမ်းသာပါစေကြောင်းလွတ်မြောက်ပါစေကြောင်းဆိုပြီးတော့သူတို့တွေစူတောင်းပွဲကိုခန်းခန်းနာနာလုပ်ခဲ့သေးတာဒါလေးကိုပြောချင်တာကျွန်တော်ရဲ့မိသားစုဝင်တွေမိနေမှာဆိုလို့ကြားပြန့်ခေါင်းဆောင်လူလိမ်ရာဇွတ်သားကိုစူတောင်းပွဲအကြီးအကျယ်လုပ်ပြီးတော့သူတို့တွေကဟုတ်ပြီသူကိုယ်ွယ်တဲ့သူနော်သူ့ရဲ့ဆရာသခင်နော် သူ့ရဲ့ခေါင်းကိုင်နော်အခုလက်ရှိရွှေကုတ်ကိုကိုတီထောင်ခဲ့တဲ့အသူနော်အခုတရုတ်ကိုလွှဲပြီးခံလိုက်ရပြီဟုတ်ပြီတစ်ဆက်တည်းမှာပဲမိကုန်းတွေထွက်နေတယ်အဲ့ဒါကတော့စောချစ်သူဟာပယ်ဆောက်ချိန်လိုမျိုးကြုံတွေ့နိုင်ရမလားတဲ့စောချစ်သူဒီမိကုန်းတွေကိုကျွန်တော်ကြားတော့ဗောနော်ဟာမိကုန်းရင်ကောင်းတာပဲပယ်ဆောက်ချိန်မင်းအွန်လိုင်းနဲ့ပတ်သက်ပြီးတော့ ျွန်တော်တို့ကိုကန့်ဒေတာဘက်မှာကြားဖြတ်လုပ်ငန်းတွေအကြီးအကျယ်ပြီးတော့ရာဇဝတ်လုပ်ငန်းတွေကိုအကြီးအကျယ်လုပ်ခဲ့တဲ့ gain star လို့လို့ပါလို့လို့ဒါ main online ကိုယ်တိုင်မှာယာရုကြီးကြီးပေးထားတဲ့ကောင်ဆိုတော့အခုတယောက်ကတေတံပေးပြီးသူတယောက်တည်းမဟုတ်ဘူးနော်သူသူနဲ့ပတ်သက်တဲ့သူတွေအကုန်လုံးကိုတေတံပေးပြစ်တာအခု BGF Sort Chip သူသူကိုးကွယ်တဲ့သူယုံကြည်ရတဲ့သူလေးစားရတဲ့ချစ်ကိုကိုကြီးကိုတီထောင်ခဲ့သူကေပကြီးကိုတီထောင်ခဲ့သူကအခုထိုင်း အစိုးရကနေပြီးတော့တရုတ်အစိုးရကိုလွှဲပေးလိုက်တဲ့အခါမှာဘီဂျက်ခေါင်းဆောင်စောချစ်သူကပယ်ဆောက်ချိန်လူကြုံတွေ့ရတော့မလားဆိုတဲ့မိကုန်းနေထွက်လာတာဖြစ်ပါတယ်ဆိုတော့ဒီမိကုန်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဗီဒီယိုကိုကြည့်နေကျွန်တော်မိသားစုဝင်တွေပို့ပြီးတော့သိမှာပါအခုတော်လန်တော့ကျွန်တော်ရဲ့မိသားစုဝင်တွေအယံကိုပါနေတဲ့အယံကိုကျွမ်းကျင်နေနိုင်ငံရေးစီးပွားရေးတော်လှန်ရေးအကုန်လုံးကိုကျွန်တော်မိသားစုဝင်တွေတည်ပြီးသားပါ အဖေကကျွန်တော်ရဲ့မိသားစုဝင်တွေမှာပါရှိပါပါဟုတ်ပြီနောက်တဲ့တစ်ခုကစစ်တပ်မြို့တော်လို့နာမည်ကြီးတဲ့ပြင်ဦးလွင်မှာမြို့လေကောင်ကြီးမှာဗျာရွှေဆိုင်ဓမြတိုက်ခံလိုက်ရအဲ့ဒီဗီဒီယိုကိုကျွန်တော်ဖော်ပြခြင်းနေဗျာကျွန်တော်ရဲ့ Telegram လက်တော်အဆင်မပြေသေးလို့ဒါပေမဲ့မနက်ဖြန်ကြရင်တော့ကျွန်တော် channel တစ်ခုထပ်ပြီးတော့လုတ်လိုက်ပြီဗျာအရင် channel ကလည်းကျွန်တော်ရဲ့ original channel ပဲအဲကျွန်တော် ownership ကတော့ဖြစ်သွားတာเนาะကျွန်တော်ရဲ့မိသားစုဝင်တွေ ဆိုတော့ကျွန်တော်တို့ channel လေးတစ်ခုထပ်ဖွင့်မယ်ကျွန်တော်မိသားစုနဲ့ကျွန်တော်အရင်လိုပဲစကားတွေပြောမယ်ဆွေးနွေးကြမယ်ပြီးကကျွန်တော်မိသားစုတွေကိုကျွန်တော်တရားဝင်အကြောင်းကြားပေးမယ်ဘာလို့လဲဆိုတော့ကျွန်တော်ဗီဒီယိုတွေကျွန်တော်ပြစရာတွေအများကြီးဖြစ်နေပြီဆိုတော့အဲ့ဒီမှာလည်းပဲမြို့လေကောင်စစ်တပ်အဓိကကြီးစိုးတဲ့နေရာပြင်းဦးလေလေဗျာဆိုတော့ဒီလိုမြို့လေကောင်မှာအခုအချမ်းပစစ်ခွေးတက်ကမိသားစုဝင်တွေပဲစီးပွားရေးတွေအဲ့ဒီမှာအများဆုံးလုပ်ကြတာမိသားစုဝင်မဟုတ်ဘူးနော်မပတ်သက်သူတွေအကုန်လုံး ဆိုတော့သူတို့ရဲ့စီးပွားရေးနဲ့သူတို့ရဲ့လူနေမှုတောင်မှမလုံခြုံတော့တာကိုကျွန်တော်တွေ့ရမှာဖြစ်တယ်။နေကင်းကြောင်တောင်ကြီးရွှေစံကိုတမန်တိုက်တယ်။ပြီးတော့ဒါဆိုင်ဝင်တန်းလို့ဆိုတဲ့သူကိုတနန်းနဲ့ပစ်ခတ်လိုက်တယ်။ပြီးတော့ကျွန်တော်ရုပ်သံဗီဒီယိုပြောဆိုင်တွင်းရဲ့ရုပ်သံဗီဒီယိုနဲ့ဆိုင်ပြန်ရုပ်သံဗီဒီယိုဆိုင်ပြန်မှာလည်းပဲဒါမောင်းပြဖို့စ조사နေတဲ့သူတွေကိုပဲကျွန်တော်တို့အရက်သားပြည်သူတွေကပဲဝိုင်းပြီးတော့ဖမ်းလိုက်ရတယ်။ဆိုတော့ပြီးရင်တော့လာမှာပဲလေသူတို့ကအေး အင်းတို့ကိုပြည်သူရဲတွေဝိုင်းထားတယ်ပါညာဆိုပြီးတော့ရုပ်ရှင်ဇလန်းတိုင်းပေါ့ဗျာဟုတ်ပြီဒါကတော့လက်ရှိအချိန်မှာအာစစ်တပ်ကြီးစိုးပါလေဆိုတော့မြို့တော်မှာရှိနေတဲ့ဇီဝရေးလူမှုရေးဘာတစ်ခုမှမလုံခြုံတော့ဘူးချိုးချိုးဖောက်ခံနေရပြီဆိုတော့အကြောင်းတွေကိုလည်းဖော်ပြခြင်းနဲ့နောက်တစ်ခုကအဲ့ဒီမြို့မှာကျွန်တော်တို့ပေါ့နော်ဒါဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့အဖမ်းခံရတဲ့သူပေါ့နော်ပြီးတော့ကျွန်တော်တို့လွတ်မြောက်သွားတဲ့သူပေါ့ အဲဒါမှဟိုဒီနှစ်ယောက်မှာတယောက်ကတော့ကျွန်တော်တို့ဖန်ဆီးရမိထားတယ်လို့ကြားထားရတယ်လွတ်မြောက်သွားတဲ့သူကမြူးကြီးလို့ကျွန်တော်သိရှိထားရတယ်မန္တလေးမြရည်နန္နာရက်ကွက်မှာနေထိုင်တယ်လို့သိရပါတယ်ဆိုတော့မန္တလေးပြင်ဦးလင်ကျောင်းမိသားစုနေအဲ့ဒီမှာဘသူတွေနေထိုင်ကြရတယ်သိရနော်ကျောင်းမိသားသိရနော်ဆိုတော့သူတို့လက်ထဲကိုပစ္စတိုဘလို့ရောက်လာတာလေကျောင်းမိသားစုနေသိရနော်သိရနော်ဒီကောင်တွေတော်တော်ရဲတယ်နော်ကျောင်းမိသားစု အရှင်ဖမ်းမိတဲ့ကောင်ရဲ့သဘင်ပုံစံကိုကြည့်ပြီးသွားပြီလားမသိဘူးကျွန်တော်ရဲ့မိသားစုဝင်ဒီလိုပဲကျွန်တော်လိုပဲကျွန်တော်ရောလည်းရဲဘော်ခေပေါ့ဗျာဒီကောင်ကြီးကတော့စစ်ခွေးကိပုံကိုကြည့်ရဲမှရဲဒါလည်းကျွန်တော်ရဲ့မိသားစုဝင်တွေမှာဖြေရှိမှာပါဟုတ်ပြီအဓိကကျွန်တော်ဒီနေ့တင်ပြခြင်းနဲ့အကြောင်းအရာကြီးလာပါပြီဗျာအားလုံးလက်မလေးတွေထောက်မေးထားကြပါတက်မှာ33 ံပြူဟာမှုမုန်းကားဖြစ်သွားတဲ့အညာသားကြီးတွေရဲ့ဖုတ်ချက်ကတော့ရှယ်ပလန်နဲ့လန်ထွက်နေရောဗျာအညာသားတွေကိုဒီကောင်းနေအရန်ရှော့တော့တာဒါအကင်းမရှိသေးဘူးဒီကောင်းနေခံရအောင်ပါဒီချက်များတော့ခံရအောင်ပါဒီကောင်းနေအညာမျိုးကိုလာတဲ့လေကြောင်းကနေပြီးတော့ဘုံကျဲတဲ့ပါမိုတာတွေသုံးတဲ့လက်နဲ့ချီတွေပြတ်တဲ့ရွာတွေကိုမီးရှို့တဲ့ရတပ်ပြည်သူတွေကိုအရှင်လက်လက်တပ်ဖြတ်တယ် ကြောက်တရားတွင်းနဲ့ရက်ဆက်ကန်းကုန်အညာသားတွေခံရတာအညာသားတွေအတိဆုံးအညာသားတွေရဲ့မြေမှာကြတဲ့တွင်းခုချိန်ထိမချောက်သေးဘူးအညာမြေဟာကျွန်တော်တို့ရဲ့နှလုံးသားဖြစ်ပါတယ်အခုအညာမြေမှာတမ33ရဲ့ viewer မူကြီးငဲပြီးရောက်သွားတယ်ဆိုတော့ဟာပြောကောက်လိုက်တာကျွန်တော်ရဲ့မိသားစုဝင်တွေ ဒီညကတော့ကျွန်တော်ကိုနိုင်လဲ share plan နဲ့အိတ်အားလုံးပြည့်စုံတယ်လို့ပြောလို့ရတယ်အားရကျင်းနေဆရာကောင်းတာကဒီကောင်တကောင်နဲ့ငရေပြူရောက်သွားတာမဟုတ်ဘူးဗျာဒီကောင်ဥဆောင်လာတဲ့စကြောင်းတစ်ခုလုံးပြတ်သွားတာအဲ့ဒီမှာပါလာချမ်ပစစ်ခွေးတက်အကောင်50ကျော်လုံးတစ်ချက်ထဲနဲ့အကုန်ဘွားကူကြော်ပြောကြတိုင်းမဲ့မက်စီတော်ပင်းကြိုက်ဘူးကိုတွင်းကိုတူးချောက်ထိုးစင်းဒါမဲ့ တို့လဲ့တော့တိမ်မာကြောက်တဲ့ကောင်တွေခွပြီးဝက်ပြီးပြင်းနေကြတာဆိုတော့ဒီအကြောင်းလေးကိုကျွန်တော်အသေးစိတ်လေးနည်းနည်းလေးဖော်ပြပေးခြင်းနေဗျအင်းအားတရားကြော်ပါတဲ့တမ33တိုက်ခတ်ရေးစကြောင်းကြီးစကြောင်းစုဖွဲ့မှုတွေပျက်စီးပြီးတော့အကောင့်90ကျော်ဒီဘရိတ်တွေတေးပြီးတော့ပြန်တဲ့ကောင်တွေကခွပြီးဝက်ပြီးပြေးစစ်တုံးမန်းအရှင်တွေထုံးစံအတိုင်းပါဗျာနည်းနည်းငယ်လေးနဲ့55ဟော့ အရှင်ဖမ်းမိထားပါတယ်။တာယာကြားတယ်ကွာ။လှုပ်ဆရရှိတာမြင်မြင်လှုပ်လိုက်တော့ဟုတ်ပြီ။ကျွန်တော်တို့ပြောနေရပါလဲ။လက်နဲ့တစ်နှက်လှုပ်လို့တစ်နှက်လှုပ်ပြီးထွက်ပြေး။အေးပါကွာ။ဟုတ်ပြီ။ Skyline ကဘူးမြို့နယ်ခင်ဦးဘက်ကစကြောင်းထိုးလာ။ကျွန်တော်ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေကိုအပီပင်ကျုံးမယ်ပေါ့ဗျာ။ ကျွန်တော်ညာသားတစ်ဖက်ဝင်တွေကိုဒါတို့ချိန်မုတ်တိုက်ခိုက်မယ်ဆိုပြီးတော့အားကြီးနဲ့ချီတက်လာတာကျွန်တော်ညာသားတွေခံရတာတွေရှိတယ်ဗျအချို့ဆိုကာကင်စကန်တွေမှာကျွန်တော်ဖော်ပြခဲ့ပူတယ်ကာကင်စကန်လေးဆိုတာဘာမှမဟုတ်ဘူးယာယီစကန်ပေါ့နော်ကျွန်တော်အဲ့ဒီကာကင်ယာယီစကန်လေးတွေကျွန်တော်စီးနင်းခံရတာရှိတယ်ကျွန်တော်ရဲဘော်တွေအသက်ပေးခံရတာရှိတယ်ဒီအပိုင်းတွင်းမှာကျွန်တော်မိသားစုကိုကျွန်တော်ဖော်ပြပူတယ်ဆိုတော့ကျွန်တော်ဒီ ဗီဒီယိုတွေကိုကြည့်နေတယ်ကျွန်တော်ရဲ့မိသားစုဝင်တွေဆိုသတင်းလိုမျိုးကြားရတာမဟုတ်ပဲနဲ့ကျွန်တော်တို့မိသားစုဝင်အချင်းချင်းပြောပြနေတာဆွေးနွေးနေတာပေါ်ပြနေတဲ့ပုံစံမျိုးပဲကျွန်တော်တို့မြင်တွေ့ရမှာဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်ခံတာကျွန်တော်တို့သိတယ်အညာသားတွေခံရတာအညာသားတွေပို့ပြီးနာကျင်တယ်ဟုတ်အခုဒါကြောင့်ပေါ်လာတဲ့အင်အားတရာကြော် ပါတဲ့တမ30 30ကြောင်းကြီးကိုစုပွဲမှုလုံးဝကိုပြတ်သွားအောင်ပြီးတော့စကြောင်းမှုအပါဝင်စစ်ခွေးအကောင်50ကျော်ကိုတန်းပြီးတော့တုတ်တင်ရှင်းလင်းလိုက်တဲ့ပွဲစစ်တုံးပန်း15အကောင်ကိုအရှင်ဖမ်းမိထားတဲ့မျက်နှာငယ်လေးတွေနဲ့ကုန်းကျွေးပါဆရာတို့ရဲ့ရေလေးတိုက်ပါအောင်ဆရာတို့ရဲ့စလိလေးတောက်ချင်လို့ပါဆိုတဲ့အတန်တွေနဲ့ကျွန်တော်တို့ရဲဘော်လူငယ်တွေကိုဆရာဆရာဆရာခေါ်နေတဲ့အကောင်တွေကိုအရှင်ဖမ်းမိထားတယ်ကြွိုင်းမိသားစုဝင်နေ ကျွန်တော်တို့ဘာလုပ်သင့်လဲဆရာကျွန်တော်တို့ဘာမသိအောင်ကျွန်တော်တို့ကပါစာရီပြည်သူစစ်တွေပါကျွန်တော်ကအဖေအမေကိုလုံကျေးနေတာကျွန်တော်အလုပ်သွားရင်းနဲ့ပေါ်တာဆွဲခံရတာကျွန်တော်တငယ်ချင်းတွေနဲ့အပြင်မှာလက်ဖက်တောက်ပြီးတော့အင်ကိုပြန်လာတာကျွန်တော်တို့ပေါ်တာဆွဲခံရတာ ကျွန်တော်တို့မှာမိသားစုနဲ့ပါကျွန်တော်တို့မှာအဖေအမေလှုပ်ကျွေးနေတဲ့လူတွေမှာလေးတွေပါကျွန်တော်တို့တနာပါဟာအတန်နေဆုံးနေရောဗျာရွာစဉ်ဖတ်တရားပြီးတရားမီးရှို့မင်းလေးတွေ့ရင်အဖွားအိုပါမချမ်းမရင်းကျင့်တက်ဖြတ်အရှင်လက်လက်မီးရှို့တက်ဖြတ်တဲ့ကောင်းလေးဒီကောင်းလေးလှုပ်နေတဲ့အချိန်မှာဒီလိုပုံစံမဟုတ်ဘူး ဟိုကျွန်တော်တို့စီမိလာပြီဆိုရင်အာဆရာကျွန်တော်တို့ကဘလို့ပါဆိုတော့ဘာလို့တင့်လဲဆိုတာကျွန်တော်ရဲ့ video comment မှာရေးပေးခဲ့ပါဟုတ်ပြီလည်းနဲ့ခရင်ရရှိတဲ့ပိုင်းလေးကိုလည်းနိုင်ငံဖော်ပြမယ် MA1 နဲ့လဲ MA3 နဲ့လဲ MA4 တလဲ G3 ခုနလဲ MA6 တလဲ MAN တလဲကာဘိုင်ငါလဲ sliver တလဲကျွန်တော်တို့ drone design ဂျမ်ဘာအကြီးတလဲ ပါဝါစတေရှင်တစ်လုံး၊ laptop တစ်လုံး၊ fodima မှာဘုံတစ်လုံးနဲ့အင်နာကသုံးလုံးလို့သိသိရမိခဲ့ကြောင်းသိရှိရတယ်။ပြန်ကျဲနေတဲ့ကျွန်တော်တိုက်ခိုက်ခြေမုံထားတဲ့အခြေအနေမှာလက်ရှိချိန်မှာလည်းကျွန်တော်တို့လိုက်လံရှာဖွေဖန်စီသိသိနေစေပဲရှိပါသေးတယ်။ဒါကလည်း breaking news เนาะကျွန်တော်ရဲ့မိသားစုနဲ့ agree လို့ပြောလို့ရပါတယ်။ဟုတ်ပြီစကြောင်းဟူး တမ33ဂျူဟာမှုကြီးငရဲပြီကိုဘသူကိုမှနှုတ်ဆက်ဖဲနဲ့ဆင်းသွားတဲ့အခါမှာအချို့တဝက်စခွေးတွေကအရှင်ကြံခဲ့ပြီးတော့မက်စနူကောင်တွေအပြေးညံတဲ့ကောင်တွေကတော့ဝတ်တိုးခွေးအထိုင်တက်စကန်တွေကိုပြန်ဝင်သွားတယ်လို့တော့ကျွန်တော်တို့သတင်းရရှိထားတယ်။နမခါကတက်လာတဲ့ ဂျာယိုကော့ပလာ3စင်းဟာခင်ဦးကမ်ရူနယ်ဆက်နှစ်ကြိမ်မှလေကြောင်းတက်ခိုက်ပြီးတော့ပြန်ခေါက်သွားတယ်။ကျွန်တော်တို့တော်လိုင်းတက်ဖွဲ့ဝင်နေထိခိုက်မရှိဘူးလို့တော့သိရှိထားရပါတယ်။အဲ့ဒီပရမိုတာနမခကတတ်လာတာကျွန်တော်အရှိမပြောခဲ့တယ်တကောင်တစင်းကပြက်ကြပြီးတော့ဟာအရေးပေါ်အရေးပေါ် emergency emergency ပြီးပေါ်ပြီးပေါ်ပြီးပေါ်ဟိုမှာလဲဒီဟာမူကတင်းနေပြီးကျောင်းတကောင်လောက်ကလည်းပဲ ခွေးမီးဖုတ်ခန်းနေရပြီလောက်ကြောက်ပါအောင်ကဲပါအောင်တည့်ရတိုင်းကျွန်တော်မိသားစုနေတကယ်တမ်းသူရင်ကိုရင် face to face ဗတယ်လဲဆိုင်ရင်ဒီကောင်လေးစစ်ကူတောင်းတာကလေးချောင်းပစ်ကူကျွန်တော်မိသားစုနေအနေငယ်စဉ်းစားကြည့်ကျွန်တော်တို့လေးချောင်းပစ်ကူတောင်းစရာကျွန်တော်တို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေမှာမရှိဘူး ဒီကောင်လေးကကျွန်တော်တို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအတန်ကြားပြီကျွန်တော်တို့ဘက်ကဘမ်းမန်ဘမ်းဘမ်းဆိုလို့ဖောက်လိုက်ပြီဆိုတာနဲ့စပောက်လေကြောင်းပြက်ကူတောင်းဒါပဲသူတို့လှုပ်တာအဲ့ဒါကိုသူတို့ကိုသူတို့ဟိုဘက်ကကလော်ဘီတွေပေါ့ဗျာပြီးတော့စစ်ဘော့စပက်ရှယ်ပလန်နဲ့မလိုက်ရက်လိုက်ငုံလှုပ်နေတဲ့ကောင်တွေဩတတိပြတိရှိတယ်အပါညာပြောနေတော့ကျွန်တော်အံ့ဩတယ် အဲ့ဒီနှစ်ချက်အဲ့ဒီနှစ်ချက်ပြကြည့်ကျွန်တော်တို့တိုက်ပွဲမှာဗရယ်တွေ့တယ်ဆိုရင်ကျွန်တော်တို့ကစစ်ခွေးပြီးဖုတ်ဖို့အတွက်ဆုံးဖြတ်ပြီးသားသူတို့ကကျွန်တော်တို့ပြစ်ပြီးဆိုတာ ਨੇ လေချောင်းပြစ်ကူကိုစာတောင်းတော့တာပဲဟုတ်ပြီအဲ့ဒီတိုက်ခိုက်မှုတွင်မှာကျွန်တော်ကံကံပကပါကဘိုတိုက်နေပကပါကြောက်တိုင် ပကပါရေဦးမြို့နေလက်ယုံတက် ပကပခင်ဦးပကပနဲ့ပြည်သူ့ကော်မတီတပ်ဖွဲ့ PDF ပကပစုဖွဲ့မှုတခွဲတွေအပါအဝင်ညာသားကြီးတွေ special plan နဲ့မိဖုတ်လိုက်တာဖြစ်ပါတယ်။ကိုင်းနိုင်ပြည်သူ့ကော်မတီတပ်ဖွဲ့ပကပရဲ့ကနေဦးတိုက်ပွဲသတင်းထုတ်ပြန်ချက်တွေမှာလေကမ္ဘူခန်ရှူဝခိုင်မှာစကြောင်းထိုးပြီးတော့ဂျမတ်လောက်ရက်တွေကိုလှောက်ဆောင်နေတဲ့ဒါဂျမတ်ဖက်စစ်ခွတ်တက်ကစကြောင်းတွေကို ကမ္ဘုကိုင်ပကပထုလုရှာရေးတဲရေဥပိုင်ပကပတွေဒူဝွန်အဖွဲ့တွေရှီဘုခဲအမှတ်သုံးတပ်ဖွဲ့တွေခင်ဦးအမှတ်25တရင်ဒဇယ်နဲ့တော်ရင်ရစွေဂျမ်ပတ်ခိုင်းလဲတဲ့အချိန်မှာဂျမ်ဖက်စင်ခွေးတက်ရဲ့တမ33ဗျူဟာမူကြီးငရေပီကိုရောက်သွားတဲ့အကြောင်းဖော်ပြထားတာဖြစ်ပါတယ်။လမအကြီးကြီးတွေထောင်ပေးခဲ့ပါလို့ကျွန်တော်မိသားစုဝင်တွေကိုကျွန်တော်ပြောခဲ့တာဖြစ်ပါတယ်။ဟုတ်ပြီ။ဒါက စကြောင်းတစ်ကြောင်းတော့နောက်ထပ်ရှယ်ပလန်နဲ့အထုံတီးလိုက်တဲ့ဖြစ်စဉ်လေးလည်းဖော်ပြခြင်းနဲ့ဗျစကြောင်းတစ်ကြောင်းလုံးပေါ်မကူရေမရှူစတန်ပေါ်မကူရေမရှူစတန်ဆိုတော့ပါမန်ကြားရမယ်သူရင်ကိုရင်မင်းလားကွာငါလားကွာတိုက်တာလားစဉ်းစားစရာတော့ရှိတယ်မဟုတ်ပါဘူး ကြောင်ကြောင်လုံးနဲ့ပေါ်ရမကူရေမရှိဘူးစတန်းအလံဖြူတောင်လက်နဲ့ချလိုက်ပါတယ်။အာကတက်တော့အေးရထုတ်ပြန်ကျင်ညာချက်ဓမ္မနေကိုညီတော်ဆိုရင်ကျွန်တော်တယ်ဂရမ်မှာဖော်ပြနေကြဗျာ။ဒီရပါကျွန်တော်ပြကျွန်တော်ခွင့်လွှတ်ပေးပါနားလည်ပေးပါတောင်းမဲ့ပါတယ်။ကျွန်တော်တယ်လီဂရမ်အဲအဲဒါလေးဖြစ်သွားလို့ဗောနော်။မဟုတ်ရင်တော့တယ်လီဂရမ်မှာကျွန်တော်တို့အရင်လိုပေါ့ဗျာကွန်မန့်တွေရေးပြီးတော့ကျွန်တော်တို့ဝါဟာဟာလုပ်နေကြပါဘောဟုတ်ပြီ။ဆိုတော့အဲ့ဒီသတင်းကိုမပြောပြောချင်ပါကျွန်တော်ပြောချင်တာကအရကတက်တော့အေးရသတင်းထုတ်ပြန်လိုက်တဲ့အချိန်မှာ ဓမ္မုံนี่ကြိလိုက်ပါအာကောင်းကောင်းမုံမုံပဲမသိရင်မိုးချိုးပြီးတော့မှဓမ္မုံရိုက်တယ်လို့မျိုးပဲဒါပေမဲ့စစ်မြေပြင်မှာအရကတက်တော့အေးအရှင်ဖမ်းမိတယ်ဆိုရင်ဘယ်လိုလုပ်လဲသိလားကျောင်းမိသားစုသိကြလားကျောင်းတချင်းလေးနည်းနည်းဆိုပြကျွန်တော်အတန်မကောင်းဘူးပြကျွန်တော်ကဂီတဆာဆိုပေါ့နော်ဂီတကိုစလို့ဆိုရဲဆိုပြီးအချို့ကျွန်တော်တော့ပြောကြတယ်ခွေးကလေးကိုကျိုးနေဆွဲကခေါ်သွားမလား အာကတတအေးကလက်ပြန်ကျူတုတ်တန်းစီပြီးအကုန်မမင်းတို့လိုက်နိုင်လားမလိုက်နိုင်ဘူးလားမလိုက်နိုင်လဲလို့နေခဲ့လို့ရတယ်နော်ကိုတွင်းတော့ကိုတူးပေါ့ဗျာဟုတ်ပြီဒါကြောင့်ပေါ်ဘကူရေမရှိဘူးစတန်လမ်းဘီဘောင်လက်နဲ့ချလိုက်ကြတယ်အကျန်းဖက်စစ်ခွေးတက်ရဲ့စတန်ဒတ် အာမီချင်းကြတက်ကြီးအကြောင်း ဒါပေမဲ့မှာဖန်စီရမိခဲ့တဲ့စစ်တုံးဘန်းတွေရဲ့မျက်နှာကိုလည်းပဲကျွန်တော်ရဲ့မိသားစုဝင်တွေကြည့်တာကျွန်တော်အရှိမပြောဦးစားကျွန်တော်ဖမ်းမိဟာကျွန်တော်တို့ကပါစာပါမသိပါဘူးကျွန်တော်ဖမ်းမိထားတဲ့စစ်တုံးဘန်းထဲမှာဆိုရင်အသက်16နှစ်တောင်မပြည့်သေးတဲ့ခြားတိတ်တွေပါတယ်အိုးကိုဘွားကိုကိုလန်းကိုရွေးကြတယ်ခုတော့ပြည်သူရဲ့မေတ္တာစူးနေပြီ ီးတော့သူတို့ဘက်ကအာသူတို့စစ်နိုင်နေတာသူတို့တွေတော့ဟောအခုရေကောက်ပွဲကြီးကလည်းမကြခင်ကျင်းပအောင်မြင်တော့မှာအဲ့တော့ရေကောက်ပွဲကျင်းပပြီးသွားပြီငါတို့ရဲ့အစိုးရကြီးကဘလိုမျိုးကဘာကြီးကအတိမပြုတ်ပြီးတော့ဘလိုမျိုးတရားဝင်ဖြစ်လာမယ်ဆိုတော့ဒီအကြမ်းဖက်တွေငါတို့ဘလိုနှိမ်နေမယ်ငါတို့လက်ရှိချိန်မှာလည်းပဲစစ်နိုင်နေပြီမင်းတို့တိုက်မင်းတို့တိုက်ရှေ့ရောက်ကုန်သေးတာပဲကျွန်တော်ပြောတာမှားလားကျွန်တော်မိသားစုမှာ မှိုင်းဝင်ညင်းလို့ရတယ်ကျွန်တော်ဒါဆိုဒါအာရခတ်တတ်တော့ AI ထုတ်ပြန်ကြီးညာထားတာဗျာဓာတ်ပုံနဲ့တကွာမကြခင်မှာအင်တာဗျူးတွေလာအောင်မယ်နော်ကျွန်တော်မိသားစုဝင်တွေဟုတ်ပြီဒီထဲမှာရှိနေကျွန်တော်မိသားစုဝင်တွေကျွန်တော်ဗီဒီယိုကြည့်နေသူတို့တော့စိတ်စိတ်မရှိခြင်းစရာပေါ့နော်အင်တာနက်လိုင်းတွေကြာနေတယ်ကိုရှာရဲတဲ့အဝိုင်းကြီးကလဲနေတာဟုတ်ကဲ့ပါဒီကောင်တွေရှိနေသေးရပါကျွန်တော်တို့တနိုင်ငံလုံးဘွတ်လဲနေမှာပဲကျွန်တော်မိသားစုဝင်တွေဟုတ်ပြီလက်နဲ့ချဖန်းစီရမိတဲ့သူ80နဲ့တယောက် ဟာစရင်မရှိသေးရယ်နော်စရင်မရှိဒါဟာအရှင်နော်အချို့အစင်မပြေတာတွေအများကြီးလမ်းပေါ်မှာကြိုင်ခက်တာတွေအများကြီးရှိတယ်ကြိုင်မိသားစုတွေသဘောပေါက်မှာပါဆိုတော့ကမ္ဘာစာ၁၆နဲ့လီလာတောင်အနီး30ဦးနေရီကံမှာ1ဦးအီယာဝီတိုင်းထဲမှာ40ဦးရှိတယ်လို့အရကတက်တော့အေးထုတ်ပြန်ခြင်းညာဟာအီယာဝီသားတွေရင်ခုန်သွားပြီနော်ကျွန်တော်ပြောပြီးသား သူတို့တွေကျွန်တော်တို့မန်လေးကိုဖိချင်တယ်မန်လေးကိုဖိရင်ကျွန်တော်တို့ရန်ကုန်ပဲခူးအေရာရီကြွမှာလို့ကျွန်တော်ပြောပြီးသားကျွန်တော်မိသားစုနေနေလက်နဲ့ခဲရင်ကျွန်တော်တို့အစင်သိမ့်မယ်အန်အိုးကောင်းတယ်နော်ဟုတ်ပြီအခါတည်းရန်ကြရင်ပြသူတို့ကစစ်နိုင်နေတယ်သူတို့တွေအောင်မြင်နေတယ်သူတို့တွေလက်ရှိတိုက်ပွဲတိုင်းမှာအောင်မြင်နေတယ်ဘာညာဆိုတော့သူတို့ဘက်ကလော်ပြီးတော့အော်လာလဲကောင်းတယ်ပြကျွန်တော်တို့တက်ပြင်ဆင်ရင်ရတယ်ကျွန်တော်တို့တက် အေးစစ်စစ်တုတ်လို့ရတယ်ဗျာအခုအဲ့ဒီအခြေအနေလေးတွေကိုကျွန်တော်တို့မြင်တွေ့နေရတာဖြစ်တယ်အခါတက်တော့အေးဓမ္မလန်းနဲ့ချက်သူတွေပါဝင်ဖန်စီခံရတဲ့သူတွေ82ဦးဘကိုတိုင်းပက္ကဆာ16နဲ့လေတာတောင်မှာရှိတဲ့ကောင်တွေနဲ့ပြီးတော့ ARD တာပေါင်းနဲ့၄မျက်နှာမြို့နယ်မှာအကောင်40အဲ့တော့အကောင်100နီးပါးတရင်မှာဖော်ပြထားတယ်ညင်းလို့မရဘူးเนาะကျွန်တော်ရဲ့မိသားစုဝင်တွေ ULA A ကထုတ်ပြန်ကြေညာတာဟုတ်ပြီ အဲ့ဒီထုတ်ပြန်ကြေညာချက်တွေကိုကျွန်တော်နည်းနည်းလေးအသေးစိတ်လေးဖော်ပြမယ်ကျွန်တော်မိသားစုစိတ်ရှည်ပေးပါဆိုတော့တူရဲ့နေရွေးဒီမှာဆိုရင်2025ခုနှစ်နိုဝင်ဘာ8 9 10ရက်နေ့တွေမှာပါကစား16အနီးတက်ပွဲတွေမှာဂျမ်ဖက်စစ်ခွေးတက်ကစကကတစ်ဆယ်လောက်ခံခမာယာ36တင်းနဲ့ခမာယာ363တိုင်ကအလံဖြူထောင်တက်ပြေးလက်ရဖန်းစီရမိသူစုစုပေါင်း16ဦးတက်ပြေးတော့ပါသေးတယ်နော်မကောင်းတက်လို့ထည့်တာထင်ပါတယ်ဒါပြင် အခြားသောစစ်မြေပြင်တစ်ခုမှာဆိုဘကိုးတိုင်းဗရောင်းမြို့နယ်ညောင်ကျိုးကျေးရွာရှေ့ဘက်မီတာ2500กว่าမှာရှိတဲ့လေတာတောင်ပုံဝင်ချင်းအနီတိုက်ပွဲအတွင်းမှာ2025ခုနှစ်နိုဝင်ဘာ8ရက်9ရက်တွင်မှာဂျန်ဖက်စစ်ခွေးတက်ကကောင်းလေကစကခတစ်ဆက်လက်အောက်ခံခမရ368တရင်တစ်ခုတည်းမှာလမ်းပြူထောင်တက်ပြေးဖန်စီရမိတဲ့သူစုစုပေါင်း10ဦး95နိုဝင်ဘာ9ရက်နေ့ဘကိုးတိုင်းပထောင် ကမ္ဘာစာ၁၆အောင်ဒီမှာရင်ဆိုင်တိုက်ပွဲအတွင်းမှာပဲဂျမ်ဖတ်စစ်ခွေးတက်ကခမရ363တရင်ကဂျမ်ဖတ်စစ်ခွေးတက်အကောင်၄ကောင်လက်ရဖန်းစီအရှင်မိတယ်ပေါ့ဗျာအလားတူ2025ခုနှစ်နိုဝင်ဘာ8ရက်နေ့နေ့9နာရီနဲ့35မိနစ်အချိန်မှာနေ့ရက်ကဗျူဟာဂုံးကနေပြီးတော့ကစင်ကလေးဟဟိုလိုဒီလိုလိုဟိုပြစ်တီပြီးလုံနေတဲ့ကောင်လေးအမှတ်ကိုစစ်မြေပြင်စေးတက်ရင်ခိုလံအခြေဆိုင်တက်မှာကိုပိုင်အမှတ် ပစ12936ဒုတကြမျိုးမင်းထွန်းအကတတော်အေထံလင်းဝင်ရောက်လာတာဖြစ်တယ်လို့လည်းထည့်သွင်းဖော်ပြချက်မှာတွေ့ရပါတယ်။နောက်25အောက်တိုဘာ3နိုဝင်ဘာ9ရက်နေ့ဒီမှာတာဝီအေယာဝီတာပေါင်းမြို့နယ်တာပေါင်းကျေးွာလင်းနယ်လင်းမြနာမြို့နယ်ဆက်ဆက်ယူ ချင်းလက်ကြေးရအနိပဝင်းချင်းမှာပွားခဲ့တဲ့တိုက်ပွဲတွေတုန်းကဂျမ်းဖက်စစ်ခွေးတက်ကကောင်တွေကအရခတ်တက်တော့အေအေနဲ့ပွားတက်ဖွဲ့ဝင်နေဟိဆိုတာနဲ့ပွားမကူရေမရှူစတန်းလှဲ့ပြေးရင်းနဲ့ဖန်စီရမိထားတဲ့ကောင်တွေပြီးတော့သေမှကြောက်လို့နောက်ဆုံးအခြေအနေမှာလက်နက်ချတဲ့ကောင်တွေစုစုပေါင်းအကောင်၄၀ကျွန်တော်တို့တနာပါကျွန်တော်တို့ကအဖေ ဖေအမေတွေကိုလုတ်လုတ်ကျွေးနေတဲ့သူတွေပါကျွန်တော်တို့ပါစာပြည်သူစစ်ရောင်းစားခံရတာပါဆိုတော့အဲ့ဒီအဲမှာအသက်16 18နှစ်တောင်မပြည့်တဲ့ကောင်တွေလည်းပါပါတယ်ဆိုတော့ကျွန်တော်တို့ခမရ4ခမရ5ခမရ6ခမရ10ခလာရ35ခလာရ80အစရှိတဲ့တမ66လောက်ကန်တရင်နောက်တိုင်းစစ်တော်မှာကျပသိန်လောက်ခန့်တရင်ဖြစ်တဲ့ခလာရ63အိမ်မဲခလာရခွန် နှစ်ခွန်တဲ့ပသိန်းစောက်တရင်တွေကထပြေးလာတဲ့ကောင်လေးပြီးတော့လက်နက်ချလင်းဝင်တဲ့သူတွေလည်းအများပြားရှိတယ်လို့လည်းသူတို့ရဲ့ဖော်ပြချက်မှာတွေ့ရတယ်။နေ့စဉ်ရက်ဆက်ပြင်းထန်တဲ့တိုက်ပွဲတွေကြားထဲမှာအရကတက်တော့အင်းနဲ့ပူပေါင်းတပ်ဖွဲ့ဝင်တွေကို ရှင်းပြိုင်နိုင်စွမ်းမရှိတော့ချမ်းဖက်စစ်ခွေးတက်ကကောင်တွေဟာ နေတိုင်းနေတိုင်းအလင်းဝင်နေတဲ့နေတိုင်းနေတိုင်းအလံပြူတောင်းလက်နက်ချနေတဲ့ဆိုတာကိုကျွန်တော်မိသားစုဝင်တွေကိုကျွန်တော်ကသိစေခြင်းလို့အသေးစိတ်ဖော်ပြခဲ့တာဖြစ်ပါတယ် ဘဂတတော်အေးရထုတ်ပြန်ကြညာချက်မှလည်းအဲ့လိုပဲပြောတာလားရှင်းပြိုင်နိုင်စွမ်းမရှိတော့တဲ့ဟွန်းရှုပ်ကောင်းလိုက်တာဗျာကိုမျက်နှာကိုလှီးလှီးလိုက်လို့ရတယ်အာဟိုဘက်မှာတော့မြန်မာနိုင်ငံတွင်းထဲမှာရှိတဲ့အမှုပညာရှင်တွေကိုခေါ်အကုန်ခေါ်ပြည်သူကိုချင်းကျွေးဂျင်းတုတ်တွေတိုက်အဲ့တို့ရဲ့တို့ရဲ့ရေကောက်ပွဲကြီးပေါ့ဗျာဒါဘို့တခဲနဲ့ ဝင်းရံဖို့တခဲနဲ့ပါဝင်ဖို့ဆမမဲတွေပေးဖို့ပြီးသူကအစာကလေးကလက်မခံတာခုထိလည်းလက်မခံဘူးကျွန်တော်မနေ့ကပြောတော့ရှင်းအောင်ရှင်းသေးပြက်လက်ပြက်သားကျွန်တော်မိသားစုနေဟုတ်လားတခင်ခိုင်းတဲ့အတိုင်းလုံနေရတဲ့ဟိုးရီလူပဲသူတို့မျက်နှာတွေကိုကြည့်လူသေးကောင်းတွေကိုစကားပြုတ်ခိုင်းနေတယ်လို့မျိုးကျွန်တော်စောင့်နောက်တဲ့ပုံစံလေးနဲ့တော့ပြောပါသေးတယ်။အော်မပြုံးတက်ဘူးလားမသိဘူးလေမပြုံးတက်ရေဘော်ရှန်လေးတင်ပေးမယ်။ အချို့တွေမိတ်ကတောင်လူးမလာဘူးနော်မိတ်ကမကြိုက်သူများပေါ့ဟုတ်ပြီအလေးဝင်တယ်ဖန်စီရမိတယ်အရှင်ရတဲ့ကောင်တွေဟာတဲ့ဒီနောက်25အတွင်းထဲမှာဂျမ်ပါစစ်ခွတ်တဲ့အတရားတော်မှာစစ်မှုတန်းပေါ်တာဆွဲခံရတဲ့စစ်တင်တဲ့စင်းတွေဖြစ်ပါတယ်လို့သူတို့ရဲ့ပြောဆိုဝန်ခံချက်တွေမှာအများဆုံးတွေ့ရတယ်ကျွန်တော်ဖန်စီရမိတော့ဒီလိုပါပဲအချို့အားတဲ့တဆရှင်းနဲ့တော့မပြည့်တဲ့သူတွေပါတယ်ထပ်တန်းကြောင်းတတ်နေတဲ့ចောင်းသားတွေဖြစ်တယ်လို့လည်းကျွန်တော်တို့သိရှိထားဖြစ်ပါတယ် ဒီကောင်တွေနဲ့ပတ်သက်ပြီးတော့လက်ရှိအချိန်မှာလက်တတော် A နဲ့ပူးပေါင်းတပ်ဖွဲ့ဝင်တဲ့စစ်တုံးမှန်ဥပဒေနဲ့အညီကောင်းမွန်စွာပြုစုစောင့်ရှောက်ပေးထားတယ်လို့လည်းဖော်ပြချက်မှာတွေ့ရတယ်။ဒါအပြင်အခုအချိန်မှာမြည်တို့မှရှင်ပြိုင်နှိုင်းစမ်းမရှိတော့တဲ့ဂျမ်းဖက်စစ်ခွေးတက်ကကောင်တွေအရကတတော် A A နဲ့ကျွန်တော်တောင်းတပ်ဖွဲ့ဝင်တွေစီမှာလာရောက်ပူးပေါင်းဖို့ဖိတ်ခေါ်နေစေဖြစ်တယ်လို့လည်းသူရဲ့ဖော်ပြချက်မှာတွေ့ရမှာဖြစ်ပါတယ်။ ဟုတ်ပြီကျွန်မမိသားစုဝင်ဒီနေ့ကတော့ share plan ပဲအားရနဲ့တက်မယ်လို့လည်းကျွန်တော်မျှော်လင့်တယ်ညာသားတွေကို ရှုံးတန်နေနားကောင်းအောင်မဟုတ်နားပါစုပ်ပြတ်တက်သွားမယ်ကျွန်တော်အညာကိုထိရင်ကျွန်တော်တို့ထိတာ ਨੇ တူတူပဲအညာမြန်ကျွန်တော်တို့ရဲ့နှလုံးသားဘသူ့ကိုဖိရင်တော့ဘသူကကြွလာမလဲဆိုရင်ကွန့်ကိုပြန်လာစဉ်းစားကြည့်လိုက်